မင်းဆန်ခွန်နီချူဝမြန်မာပြည်ဂျပန်စာတင်တဲ့အကြောင်းရဲ့စင်စစ်ပွဲဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဝါတာရှိတို့အတူတူအခန်းစက်တစ်ကလေးကိုလည်လာကြည့်ရအောင်အခန်းစက်တစ်မှာဆိုလို့ရှိရင်ဝါတာရှိတို့ဗားလေးကိုလည်လာရမယ်ဆိုလို့ရှိရင်ရေတွက်ပုံရေတွက်နည်းတွေကိုသင်ကြားရမှာလည်လာမှာဖြစ်ပါတယ်ဘာလို့ရေတွက်မလဲအရာဝတ္ထုတွေရေတွက်မယ်ပန်းသီးတွေဘယ်နှလုံးရှိတယ်လေမော်သီးဘယ်နှခုရှိတယ်အဲနောက်တစ်ခုကစက်ပစ္စည်းကိုရေတွက်တယ်နောက်တစ်ခုကဇာတော့ အလွှာတွေပေါ့နော်ဘယ်နှလွှာရှိတယ်ဘယ်နှထက်ရှိတယ်ဒါမျိုးတွေရှိတော့မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အခုအခန်း7ရဲ့ grammar foundation ကိုကြည့်ကြအောင် ုတ်ပြီအီကုဆာအီကုဆာဆိုတာဖနက်ခုဘယ်လိုဟာတွေမေးလဲဆိုရင်အရေးအတွက်တွေမေးမယ်ဘယ်လိုဟာတွေရှိမလဲဆိုရင်အရေးအတွက်မှာဟောတရှိတော့ကအပြင်မှာဆိုလို့ရှိရင်တန်းကြီးဘယ်နှလုံးဝင်လာတယ်လိမ္မော်ကြီးဘယ်နှလုံးဝင်လာတယ်အဲ့လိုပြောပေးမယ်လို့အခုဒီရေတွက်တဲ့ခါမှာတော့တန်းကြီးတို့လိမ္မော်ကြီးတို့ကိုလုံးနေနေမရှိတော့ဖင်းနဲ့တခုနှစ်ခုဆိုပြီးရေတွက်မှာဖြစ်ပါတယ်အဲ့ဒါဆိုရင်သူ့ကိုမေးမယ်ဆိုရင်လည်းအီကုဆာဆိုပြီးမေးပြပါမယ် နောက်တစ်ခုနောက်တစ်ခါကျတော့ပါလာတဲ့အရာတွေရှိပြည့်မယ်ဆိုရင် nan mind ဘယ်နဲ့ရွက်ပါတော့ပါလာတဲ့အရာရှိဘလိုဟာတွေဖြစ်မလဲဆိုလို့ရှိရင်မှာဓာတ်ပုံလို့စာရွက်လေးတွေရှိပြည့်တာလို့နောက်တစ်ခါကျတော့အပေါ်တဲ့အင်ဂျီလေးတွေနော်အဲ့လိုပါလာတဲ့အဝတ်အစားလေးတွေအဲ့လိုမျိုးဆိုရင်လည်း mind နဲ့ရှိပြည့်မယ်နောက်တစ်ခုကလူဘယ်နှယောက်ရှိတယ်ဘယ်နှယောက်ရှိလဲဘယ်နှဦးရှိလဲအဲ့လိုမျိုးမေးချင်လေဆိုရင် nan ne နောက်တစ်ခုကကြတော့ဗနက်ကျိနန်ခိုင်ဗနက်ကျိဥမာတစ်နှစ်မှာဗနက်ကျိဂျပန်စာဆောင်မွေးရှိတယ်လေနောက်ကတစ်ပတ်မှာဗနက်ကျိဖာရေကူးလေးရှိတယ်လေရုပ်ရှင်ကြီးလေးရှိတယ်လေဒါမျိုးတွေကိုမေးချင်ရင်နန်ခိုင်နေပြပါမယ်နောက်တစ်ခုကခူတိုင်းဂူတိုင်းဆိုရင်ကတော့ခန်လောက်ဒိုနော့ဂူတိုင်းဆိုရင်ဘလောက်လောက်ဥမာတစ်ပတ်တစ်နှစ်မှာဘလောက်လောက်ပတ်စံစုတယ်လေဒါမျိုးကိုမေးချင်လေဆိုရင်ဒိုနော့ဂူတိုင်းဆိုပြီးမေးပါမယ် ။နေဦးကကြတော့အခုဒီခခလေးမဆိုတာကအတိတ်ပဲနှမျိုးသုံးလို့ရပါတယ်။ကုံကြတာလို့လည်းပြောလို့ရတယ်လို့ကြာတီးလို့လည်းပြောလို့ရတယ်။ဟုတ်မဲ့ပတ်စံနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ပတ်စံဒီဘလောက်ကုံကြတယ်။ဥပမာရန်ကုန်ကနေမန္တလေးကိုသွားတယ်ပတ်စံဘလောက်ကုံကြတယ်လဲဆိုရင်လည်းခခလေးမဆိုကိုသုံးတယ်လို့ရန်ကုန်ကနေမန္တလေးကိုသွားတယ်အချိန်ဘလောက်ကြာတယ်လဲလို့ပြီးခြင်းလည်းပဲခခလေးမဆိုကိုသုံးပြပါတယ်။ နောက်တစ်ခု number 4ကတော့ issue can shoe can the shoes are a pet shoe can pet a ja issue can the pet a ja အကန့်ကဲဆိုတလာအကြာအချိနန်းတနှစ်နိစလာရတော့မှာအကန့်တစ်ချိန်အဲဒါတော့ issue can ni အကန့်တပတ်မှာတစ်ချိန်အကန့်ကဲဆိုနိအကန့်တလာမှာတစ်ချိန်အချိနန်းနိအကန့်တနှစ်မှာတစ်ချိန်ဟုတ်ပါတော့ဘာလို့လဲရှိတယ်လဲဥမာတပတ်မှာတစ်ချိန်ရှိဘူးလေ ာဖနက်ချေရုပ်ရှင်ကြည့်တယ်လေတနစ်မှာဖနက်ချေဟိုမှာဗာလေဂျပန်စာစာမျိုးတွေရှိတယ်လေဒါမျိုးတွေကိုပြောစနေဆိုရင် issue can ni ekai အလွယ်မဲ့ပဲဆိုတော့ time ni ekai ni ခိုင်ပေါ့နော်အချိန်ကာလ ni ekai ni ခိုင်နဲ့သုံးပြပါဟင်ဒါကူဝရရှိလို့ကရှေ့ခန်းမှာတော့သင်ခဲ့ပါတယ်။တက်ရှိရှိရလို့ပြောခြင်းရင် imask ကိုသုံးပြီးတော့မှတက်မဲ့ရှိရဆိုရင်တော့ arimask ကိုသုံးပြပါမယ်။ဟဲ့အဲ့ဒါတော့ပြန်ပြောပါမယ်။ ေတွက်ဒီအရာဝတ္ထုတွေကိုရေတွက်ခြင်းနဲ့ဆိုရင် inclusive ကိုမိပါမယ်။ပါမွာတဲ့အရာတွေကိုရေတွက်မယ်။စာရွက်တို့ဓာတ်ပုံတို့အပေါ်ရင်းကြီးအပန်းလေးတွေတို့အဲ့ဒါမျိုးကိုရေတွက်ခြင်းရင် mind ဆိုတဲ့ချက်ရွက်ဆိုတာနဲ့မိပါမယ်။နောက်တစ်ခုလူတွေဖဏယောက်ရှိတယ်လဲဖဏဝုရှိတယ်လို့ပြောချိန်ကတော့ nan နဲ့ဘယ်နှချိန်လဲတနည်းမှာဘယ်နှချိန်လဲတလမှာဘယ်နှချိန်လဲအဲ့လိုမျိုးအချိန်ရေတွက်တို့မိခြင်းနဲ့ဆိုရင် nan kind ဘလောက်လောက်ရှိတယ်လဲဘလောက်ဖူလာဘလောက်လောက်လဲဆိုလို့ရှိရင်เนาะဖူတိုင်းဖူတိုင်းသူ့ကိုမေးမယ်ဆိုရင် do not ဖူတိုင်းနောက်တစ်ခုခခါရီပတ်စ်ပါအတိပဲနှစ်မျိုးသုံးလို့ရမယ်ပတ်စံဆိုရင်ကုန်ကြတယ်အချိန်ဆိုရင်ကြာတယ်ဆိုပြီးသုံးပါမယ်လက်ရှိရှိရဲ့ဆိုရင်တော့ imas permission arima ဆိုတာကတော့တရှိလို့ရှေ့ခန်းမှာလည်းသင်ခဲ့ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင် lunch ပြေးလေးကိုလေ့လာကြည့်အောင်เนาะမိခံက isus arimas မိခံက isus arimas မိခံဆိုတာကလိမ္မော်တီ ဟုတ်မိခံကလိမ်မော်ဒီကဤဆဆအာရီမတ်ငါးခုရှိပါတယ်ဗဒရှင်ကအပြင်မှာစကားပြောရင်ကငါးလုံးရှိတယ်ဘယ်နှလုံးရှိရလို့ပြောရမယ်လို့ဒီညမှာလုံးအနေနဲ့ပြောပဲနဲ့ဤခုဆရေအတွက်ကိုမေးတယ်အရာဝတ္ထုတွေကိုရေအတွက်တဲ့အရာဝတ္ထုတွေကိုမေးတဲ့အခါနဲ့ပဲပြောပြပါမယ်ဤဆဆဆိုရင်ငါးခုရှိပါတယ်မိခံကယက်ဆအာရီမတ်မိခံကယက်ဆအာရီမတ်လိမ်မော်ဒီရှစ်ခုရှိပါတယ်မိခံကဒိုအိုအာရီမတ် မိခံကဒိုအိုအာလီမတ်စ်နေမော်ဒီ10ခုရှိပါတယ်။မိခံကအီကုဆောအာလီမတ်စ်ကမိခံကအီကုဆောအာလီမတ်စ်ကနေမော်ဒီဘယ်နှခုရှိတယ်လဲ။ကလုံးလေးလည်းပြောရပါတော့နော်။လိမ္မော်ဒီ9လုံးရှိတယ်၊လိမ္မော်ဒီ10လုံးရှိတယ်၊လိမ္မော်ဒီ10လုံးရှိတယ်။မှလိမ္မော်ဒီဘယ်နှလုံးရှိတယ်လဲ။အဲ့ဒါကိုဒီဘန်တို့ကြည့်ပါမယ်။82 and no kit တဲ့ဟုတ်1 my time master 80円の切手を1枚買いました。支援姿勢で切手手税願を1枚って言われた文字に立ちて買いました。わけばれ。80円の切手を4枚買いました。80円の切手を4枚買いました。姿勢で、支援姿勢で手税願を0円わけばれ。 八十円の切手を九枚買いました。八十円の切手を九枚買いました。四十円,円の税関を五月分けばり。八十円の決定を何枚買いましたか八十円の決定を何枚買いましたか四十円の税関を八十円分けたり。このクラスに留学生が一人います。 このクラスに留学生が一人います。D アダンマー、ナゲジャピニャィンサンナガ、テヤウシバレン。このクラスに留学生が二人います。このクラスに留学生が二人います。D アダンマー、ピニャティンサンナー、ディナゲジャピニャィンサンナー、ネヤウシバレン。このクラスに留学生が4人います。 このクラスに留学生が4人います。ディアダマ、နိုင်ငံခြားပညာသင်ကျောင်းသား4ယောက်ရှိပါတယ်။このクラスに留学生が何人いますか?このクラスに留学生が何人いますか?ディアダマ、နိုင်ငံခြားပညာသင်ကျောင်းသား何ယောက်ရှိတယ်လဲ?はい、注目にお伝えしますね。一週間に1回映画を見ます。 အရှုခံနေအခန်းအေဂါကိုနီမော့စ်တပတ်မှာတစ်ချိန်ရုပ်ရှင်ကိုကြည့်တယ်။အကာကေဆိုနီနီခိုင်အေဂါကိုနီမော့စ်အကာကေဆိုနီနီခိုင်အေဂါကိုနီမော့စ်တလမှာနှစ်ချိန်ရုပ်ရှင်ကိုကြည့်ပါမယ်။အချင်းနန်နီဂေါခိုင်ဂူရိုင်းအေဂါကိုနီမော့စ်အချင်းနန်နီဂေါခိုင်ဂူရိုင်းအေဂါကိုနီမော့စ်တနည်းမှာ50လောက်ရုပ်ရှင်ကိုကြည့်ပါရစေ။ 一年に何回开画を見ま斯卡，一年里，哪开爱教我吗？斯卡，等你妈回来再教新不记得嘞。各位，你得高手看，你红哥我边教什么？斯卡，你得高手看，你红哥我边教什么？斯卡，哪样妈，让我来当爹妈，我阿爸只要一分三哥，你来干嘛嘞？ ခုနိတဲ့ဂေါ်ရှုခန်နီဟွန်ဂေါ်အိုဖိန်ဖြိုရှိမတ်တာနိုင်ငံမှာငါးပတ်အကြာဂျပန်စာကိုလေ့လာကြပါတယ်ခုနိတဲ့လောကဂေဆုနီဟွန်ဂေါ်အိုဖိန်ဖြိုရှိမတ်တာခုနိတဲ့လောကဂေဆုနီဟွန်ဂေါ်အိုဖိန်ဖြိုရှိမတ်တာနိုင်ငံမှာ6လအကြာဂျပန်စာကိုလေ့လာကြပါတယ်ခုနိတဲ့အချင်းနန်ကိုရိုင်းနီဟွန်ဂေါ်အိုဖိန်ဖြိုရှိမတ်တာ 国内で一年ぐらい日本語を勉強しました。နိုင်ငံမှာ2年間ジャパンサーを利用してばれ。国内でどのくらい日本語を勉強しましたか?国内でどのくらい日本語を勉強しましたか?နိုင်ငံမှာဘယ်လောက်လောက်ジャパンサーを利用してたれ? 6番に打ち場目私の国から日本まで飛行機で10時間かかります私の国から日本まで飛行機で4時間かかります。そのへん内面は、ジャパンアティリンピン、リナイジャワリン。私の国から日本まで飛行機で5時間半かかります。 私の国から日本まで飛行機で5時間半かかります。そのえ内容は、ジャパン8連日7位くいじゃね。私の国から日本まで飛行機で12時間かかります。私の国から日本まで飛行機で12時間かかります。 ကျွန်တော်ရဲ့နိုင်ငံမှဂျပန်အထိလေရင်ဖြင့်12နာရီကြာပါတယ်။အနာတာနောခုနိခါရနေဟောမာတဲ့ဟီခိုခီတဲ့ဒိုနောခူရိုင်းခခလီမတ်စ်ကအနာတာနောခုနိခါရနေဟောမာတဲ့ဟီခိုခီတဲ့ဒိုနောခူရိုင်းခခလီမတ်စ်ကမင်းရဲ့နိုင်ငံမှဂျပန်အထိလေရင်ဖြင့်ဘလောက်လောက်ကြာတယ်လဲ။အဲ့ဒီနေ့မှာဆေဝနာရှိရပြချင်တာက ။ပါတကယ်မိလေးတွေဒဲလေးတွေကိုနှစ်ခုစလုံးမှာမှားလို့ဘာသာပြန်ခဲ့ပါဗါ့။ရှေ့ခန်းမှာလည်းတင်ခဲ့ပါဗါ။လှုပ်ရှားမှုရှိတာနဲ့လှုပ်ရှားမှုမရှိတာဆိုပြီးတွားသွားပါမယ်။လှုပ်ရှားမှုရှိတယ်ဆိုရင်တော့ပါတကယ်ဒဲကိုသုံးပြီးတော့မှလှုပ်ရှားမှုမရှိဘူး။ဒီနေရာမှာပဲတည်ရှိနေတယ်၊ဒီနေရာမှာပဲနေနေတယ်၊ဒီနေရာမှာပဲထိုင်နေတယ်ဆိုရင်ပါတကယ်မိလို့သုံးပြရပါမယ်။အခုဒီမှာဆိုလို့ရှိရင်စမ်းပန်းနဲ့ခေါ်ပန်းလေးမှာဆိုရင်စမ်းပန်းလေးကခေါ်နော်ခလစနိလီယူကောက်ဆေဂါဟီတိုရီအီမတ်ဒီအတန်းမှာနိုင်ငံခြားပညာရှင်ចောင်းသားကတယောက်ရှိတယ် အဓိကပြောချင်တာကရှိနေတယ်ဆိုတဲ့ဟာကိုအဓိကပြောချင်တာဖြစ်တဲ့အတွက်မားဆိုတဲ့နေရာမှာ particle ညီလေးကိုအသုံးပြုခဲ့ပါတယ်။ God band မှာဆိုလို့ရှိရင်ခုနှစ်တဲ့ Goji kan God or ဆိုမစဲခုနှစ်တဲ့ Goshu kan Nihongo ben kyo shimashita နိုင်ငံမှာငါးပတ်အကြာဂျပန်စာကိုလေ့လာခဲ့ပါတယ်။လေ့လာတယ်ဆိုရင် ben kyo shima ဆိုရဲ action verb ကြီးပါနေတာဖြစ်တဲ့အတွက်လှုပ်ရှားမှုရှိတာဖြစ်တဲ့အတွက် particle j လေးကိုသုံးပြုထားပါတယ်။ ဒီဟာလေးကတော့ရွှန်းသားပါဆိုရင်ကတော့ဒါဝရက်ရှိရဒီအခန်း၁၁မှာပါဝင်ဟာလေးပေါ့နော်အချိန်ကာလနှစ်တစ်နှစ်မှာဟိုဘယ်ချိန်မှာဘလောက်ဆိုတဲ့ဟာကိုသုံးပြီးထားတာဖြစ်ပါတယ်။ဟုတ်နောက်တစ်ခါလည်းပြန်ဆိုကြည့်ပါမယ်။မိခံကဣစစအရီမတ်စ်မိခံကယစအရီမတ်စ်မိခံကဂျိုအိုအရီမတ်စ်မိခံကဣကုစအရီမတ်စ်ကဟာချီဂျူအန်နိုခေတေအိုအီချီမိုင်ခိုင်မတ်စ်တာ 鉢杖の毛手を九枚買いました。鉢杖の毛手を9枚買いました。鉢杖の毛手を何枚買いましたかこのクラスに留学生が1人います。このクラスに留学生が2人います。このクラスに留学生が,学生が少年います。 このクラスに留学生が何人いますか一週間に一回映画を見ます。一週間に一回、あ、すみません。一ヶ月に二回映画を見ます。一年に五回ぐらい映画を見ます。一年に何回映画を見ますか国で5週間日本語を勉強しました。 国で老化ケース日本語を勉強しました。国で1年くらい日本語を勉強しました。国でどのくらい日本語を勉強しましたか私の国から日本まで飛行機で長時間かかります。私の国から日本まで飛行機で5時間かかります。 私の国から日本まで飛行機で12時間かかります。私の国から日本まで飛行機で12時間かかります。あなたの国から日本まで飛行機でどのくらいかかりますかあなたの国から日本まで飛行機でどのくらいかかりますか ဟုတ်ကဲ့ဒါဆိုလို့ရှိရင်မိမိဘာသာကြိုးစားပြီးတော့နောက်တစ်ခေါက်ပြန်ဖက်ကြည့်ပါမယ်။ grammar လေးကိုလည်းနောက်တစ်ခေါက်သေချာပြန်ကြည့်မယ်။ကြည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီအခန်းမှာချန်နေခဲ့တဲ့ vocabulary ခိုင်ဝလေးတွေနဲ့လမ်းရှုလေးတွေကိုလေ့လာကြည့်ပါမယ်။ဟုတ်နားမလည်တာရှိတာမေ့ချင်တာရှိရဲဆိုရင်ကွန်မန့်မှာမေးခဲ့လို့ရပါတယ်။ကြောင့် matter နဲ့